။ငပိရီနဲ့ရုပ်သီးမှုန့်နဲ့ဆက်ဆက်လေးနဲ့စားမယ်။တရေကြမဲ့သူတွေဒီ vlog ကိုစောင့်ကြည့်ပါ။ဒီ vlog ထဲမှာစက်သားဟင်ကောက်ကောက်ချက်လေးကိုလည်းဒီများနဲ့မတူအောင်တင်ဆက်ပေးထားပါဗျ။ဒီမှာပါ။ဒါအဲ့တဲ့တင်ဆက်ထားတဲ့အဲ့တဲ့ထမင်းပကံလေးပေါ့နော်။ စီပီချက်ကိုချက်တဲ့အခါမှာတက်ကနစ်လေးတွေရှိပါတယ်။စားကောင်းကျင်တယ်ဆိုလို့ရှင်တော့ဒီနေ့ဒီတိုင်းချက်ကြည့်ပါ။ဂျင်းကျက်တော့မှုကျက်တော့နီးပြီးလို့ရှင်ငေုပ်သီးအနုမောက်နောက်ပြီးလို့ရှင်ငါပိစင်စားအနှဲငယ်ကိုထည့်ပြီးတော့စီတက်ပြီးတော့လိမ့်လာပြီးဆိုလို့ရှင်ရတာနေထားတဲ့ချက်သားလေးတွေကိုထည့်ပြီးတော့ရေလုံးဝမထည့်သေးဘဲနဲ့ချက်သားလေးကအရေးကြီးကုံအောင်ထွက်သွားအောင်လို့ဒီတို့ကစီတက်ပေးရပါမယ်။ပြီးသွားတဲ့အခါကျမှရေကိုမြုပ်အောင်လုံးဝထပ်ထည့်လိုက်တာမျိုးမဟုတ်ဘဲနဲ့ဇလုံးကျင်းထားတဲ့ရေလေးပဲနည်းနည်းထည့်မယ်ပေါ့နော်။အစ်သက်ချက်သားဦးပေါ်တော့ချက်သားအစုံဖြစ်နေတယ်။အရင်နေ့တွေတုန်းကအဲ့တွေ မကုံမဆုံးလို့ပေါ့နော်အစိမ့်လေးတွေကိုလည်းတုံးနှစ်တုံးဖယ်ဖယ်ထားတဲ့ဟာလေးတွေပေါ့နော်အဲ့တည်းငါးဆိုလို့ရှင်လည်းအဲ့လိုပဲ6တုံးချက်မယ်ဆိုလို့ရှင် okay ကုံမလာမကုံဘူးဆိုလို့ရှင်နော်၄တုံးမှချက်ပြီး2တုံးအောင်ဖယ်ထားလိုက်တာမျိုးနောက်တစ်ခေါက်ကျမှ2တုံးထပ်ချက်တာပေါ့နော်အဲ့လိုမျိုးချက်တာပါကဲဒါဆိုလို့ရှင်နော်စက်သားလေးကလုံးဝရေထည့်ပြီးလိုက်ဆိုလို့ရှင်ချက်ချင်းရေထည့်မထည့်ဘူးသူ့ကို6သွောင်းလုံးလိတ်သွောင်းအောင်လို့ပေါ့နော်စီနဲ့ကြော်တလို့မျိုးဖြစ်သွားအောင်တို့တို့လုံးဝစိတ်ရှည်လက်ရှည်နေပေါ့နော်အပေါ်ကြောတွေတင်းပြီးတော့မှရဲလာအောင်လို့စက်သားတွေကအရေးကြီးလေအကုန်လုံးထွက်သွောင်းအောင်လို့တေချာလေးလိတ် ီအောင်လို့စီတက်ပြီးတော့မှအခုလိုမျိုးချက်ပေးရပါမယ်။ဒါပြီးလို့ရှိရင်တော့ရေနွေးလေးနဲ့ကြက်သားကိုလုံးဝမြုပ်သွားအောင်လို့နောက်တရေထပ်ချက်ပါမယ်ရှင်။အခုနောက်တရေအတွက်ကကြတော့ကြက်သားအပေါ်ရန်လေးတွေမှာပြီးသားဖြစ်တဲ့တော့ကြောင့်မို့လို့ဘလောက်ပဲချက်ချက်မပြဲသွားတော့ဘူးပေါ့နော်။နောက်ပြီးတော့အတွင်းတွေကအထိပါပေါ့နော်။လုံးဝကြက်သွားအောင်လို့ချက်ပါမယ်။ဒီတခါလဲစက်သားကလုံးဝရေ ခန်းသွားပြီဆိုတဲ့အခါကျတော့မှအဲ့တို့ကလုံးဝစီပြန်ပြီးတော့လိတ်နေအောင်လုံးနေအောင်ချက်ပါမယ်စက်သားစီပီချက်ကလေအရင်နဲ့ချက်ရင်လုံးဝစားမကောင်းပါဘူးအဲ့တို့ကလုံးဝမစားတတ်ပါဘူးပြီးလို့ရှိရင်တော့မဆလာလေးအုပ်ပြီးလို့ရှိရင်အခုလိုမျိုး၆၆လိတ်လိလိချတယ်ဆိုလို့ရှိရင်အရန်ကိုစားကောင်းပါတယ်ဒီဟင်းလေးတစ်ခွက်ကစီပီချက်လေးကိုအခုလိုမျိုးချက်စားကြည့်ပါ ပြီးလို့ရှိရင်တော့ဒီကကမွန်းကျွံချင်းရင်းလေးချက်မယ်ကမွန်းကျွံကလည်းဦးလန်းကြောင်အတွက်ပေါ့နော်အစာရင်နဲ့ဦးလန်းကြောင်အတွက်အရန်ကိုကောက်ပါတယ်ဦးရှင်းနဲ့ယူနေပွက်ပွက်ဆူရဲတဲ့ကိုတွတ်တုံဖြူရဲတွတ်တုံအနီရဲစွန်ကြောက်ရထောင်းထားတာထည့်မယ်ငပိစင်စာနဲ့နဲ့ထည့်မယ်စားငံပြားရီထည့်ပါမယ်ဤတွေကအကြီးကောင်းအောင်တောက်မှမလို့ချုံမိုးတော့မထည့်တော့ဘူးပေါ့နော်နောက်ထပ်ဟင်းတစ်မျိုးကကြတော့ခရီးသည့်နှက်လိုမျိုးချက်မှာပါငရုတ်ပွားလေးတွေကိုပစွန်ကြောက်လေးနဲ့ခရီးသည့်နှက်လိုမျိုးပေါ့နော်မှုေးပြီးတော့စားကောက်အောင်နှက်မှာပါ ကျက်တံဖြူကျက်တုံအနေနဲ့ပစံကြောင်ထောင်းထားတာလေးကိုလိတ်နေအောင်လို့အစီသက်ပြီးပြီဆိုလို့ရှိရင်ဆောဆောတော့ကအညာထွေပြီးတော့မှအလဲကောင်ကိုခွဲထားတဲ့မြေုပ်သီးလေးတွေကိုထည့်ပြီးတော့မှအဲတို့နှက်မှဖြစ်ပါတယ်။အရသာအတွက်လေးလေးပြပြလေးဖြစ်အောင်လို့ငပိစင်စားအနေငယ်လေးထည့်ပြီးတော့အတွင်နှက်ပါရဲ့ရှင်။မြေုပ်သီးပွားလေးကမဆက်ဘဲနဲ့အရန်ကိုမှုွေးပြီးတော့စားလို့ကောင်းပါတယ်။ ဧတွေကတော့ငရုတ်တီအတွင်းထဲလေးပါပေါ့နော်အရသာဝင်သွားအောင်လို့ငရုတ်တီကိုအလဲကောင်းနေခွဲထားပါတယ်ပြီးလို့ရှိရင်တော့ရေမြွတ်အောင်ထည့်ပြီးလို့ရှိရင်အဖုံးလေးအုပ်ပြီးတော့တဲလိုက်ပါမယ်သူ့ကိုကြတော့လေလုံးဝစီပြန်သွားအောင်ဧတွေတို့ချက်ပါမယ်ရှင်ဒီနေ့တော့ဧတယ်ကစီပြန်ခင်းလေးတွေပဲစားတာပါမြုပ်ပွားလေးကခန်းသီးနှက်လို့ပဲအရန်ကိုစားကောင်းပါရဲ့ရှင်တုံတုံတော့ဒီမြုပ်ပွားဟင်ထမင်းကြိုက်မထည့်ပေးဘူးပေါ့နော်သမီးလေးတို့ကဒီလိုမျိုးလေးထမင်းကြိုက်ပြင်ဆင်ပေးဖြစ်ပါတယ်ပြီးလို့ရှိရင်တော့မမီးကထမင်းစားဖို့အတွက်ထမင်းပူပူလေးကို ငပိရေမနေ့ကကျန်တဲ့ငပိရေလေးထည့်လိုက်ပါတယ်။ငပိရေချိုကိုကျတော့အစ်တွေနှွေးတဲ့ပုံစံကသမင်းအိုးဝဆူပြီးတော့မီးအဝပြောင်းသွားပြီဆိုတော့ねသမင်းအိုးရေကိုထည့်ပြီးဖုံးအုပ်ထားလိုက်တာပေါ့နော်။ပြီးလို့ရှိရင်တော့ငရုတိမုတ်ထည့်ပါမယ်။ငရုတိမုတ်ကိုလည်းအစ်တွေကရောင်းပေးမှာပါ။ငပိရေချိုရတဲ့အခါငရုတိမုတ်နဲ့တွဲဖက်ပြီးစားလို့ရအောင်လို့ငရုတိမုတ်ဆက်ဆက်လေးပါအစ်တွေရောင်းပေးမှာပါ။ဒါမဲ့ခဏတော့ဆောင်ပါအောင်ရှင်။ငပိရေနဲ့ငရုတိမုတ်နဲ့နယ်ပြီးွားရေဆိုလို့ရှိရင်တော့အစ်တွေတို့တွေသမင်းစားဖို့ပြင်ဆင်လိုက်ပါမယ်။တို့စရာလေးရှိတဲ့ဟာလေးနဲ့အခုလိုလေးပဲလှလှပလေးဖြစ်အောင်ပြင်ဆင်လိုက်ပါရဲ့ရှင်။ ဒီမှာပါဒါအဲ့တဲ့ရင်ဆန်းထားတဲ့အဲ့တဲ့ခမင်းပကံလေးပေါ့နော်ခမင်းစားမယ်ပြီးလို့ရှိရင်လောက်ဆက်ရှိရင်လောက်ပါမယ်မောလိုက်တာပြပတ်ဒီမိုးလာတော့တော့အခုပဲကြောင်းသွားပြီဒီနေ့အဲ့တော့ဆက်ကြတယ်လို့မျိုးပဲ CP ချက်ကိုဗမာချက်နီးပါမမတင်းတင်းနဲ့စားကောင်းချက်နီးလေးကိုလိုက်ချက်စားစီပါ มาลาคุณ မွန်ကျန်ကဦးအရန်ရှင်းတယ်ကမွန်ကျန်ကလုံးဝစားပေးသင့်ပါတယ်နော်အဲ့ဒါဒီတပကောင်ကောင်းအောင်တောက်မှာပါ individuale, certo. Mm. Mm. Individuale, buona. thế này cho anh xem đó mà không mà mà mô đình lao động nó rất là lắm ạ phi sinh nó